လုပ်ငန်းစုတွေရဲ့ပိုင်ဆိုင်မှုတွေကို represent လုပ်တဲ့ရည်ညွှန်းတဲ့အရာကိုကျွန်တော်တို့ stock လို့ခေါ်ရတယ်။နော်အဲ့တော့ stock လို့ခေါ်ရတယ်။အဲ့တော့ကလုပ်ငန်းကြီးကတိုးဥမာထားပေါ်တော့ Apple Apple ရဲ့သူတို့တန်ဖိုးဘယ်လောက်ရှိမလို့ထင်တယ်။ Apple ကုမ္ပဏီရဲ့တန်ဖိုး3 billion ပေါ့ဆရာအဲ့လောက်ပဲရှိမှာ billion 3.5 တော်တော်ခေါ်တာ market cap ခေါ်တာ market cap မနော် capitalization ပေါ့နော် market cap of ဒါပါတော့ apple ညာနော်ကျွန်တော်ကြည့်အောင် apple company အော်ကြောက်စရာနေနော်ဒီမှာကျွန်တော်အဲ့တော့ကျွန်တော်ပြမယ်နော်အဲ့တော့ market ရ3 trillion လောက်ရှိတယ်မဟုတ်ဘူးဗျာနော်ကျွန်တော်တို့ billion ဆိုတာတန်းတစ်ထောင် trillion ဆိုတာဘယ်လောက်ဖြစ်မလဲတန်းတစ်ထောင်တရားတန်းတစ်ထောင်တန်းတစ်ထောင်ပါဒီမှာ stand ရောင်းတော့1 billion 4 trillion လားဆိုတော့4 trillion ဒီမှာ4 trillion yes ဟော apple ရဲ့ market cap ဒီ4 trillion ဆင်းရည်เนาะအဒီနေ့ share ဒီ229ဒေါ်လာကျော်ရှိတယ်အဲ့တော့ဝယ်လို့ရတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့စဉ်းစားကြအောင်โอเคထားပါတော့ဒီထိုင်းလန်ပေါ့ထိုင်းလန်ရဲ့ကျွန်တော်တို့အော်ဆက်ဘလောက်ရှိနေလဲ premium ရှိလောက်အောင် okay 0 point ဖြစ်ကုန်နော်ရဲ့ဆိုတော့အဲ့တော့ Thailand ရဲ့ GDP ကျွန်တော်တနေ့လုံးသူတို့ငွေရှာနိုင်တာဘယ်လောက်ရှိမလဲဆိုတော့ဒီမှာနည်းနည်းလေးဘယ်လောက်လဲ3 3500လာမယ်နော် okay အဲ9.6ဘီလီယံပဲရှိတယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ခုနက Apple က Thailand ထိုင်းနိုင်ငံဝယ်လို့ရတယ်ဆိုရယ်ပေါ့တနေ့လုံးကိုနှစ်ပေါင်းများစွာဓမင်ချွေးထားလို့ရတယ်ဆိုရယ်ပေါ့ဗောသူတို့ပိုင်ဆိုင်မှုကြီးရလေပြောချင်တာကအဲ့တော့ trillion dollar နဲ့ချီပြီးတော့ကျွန်တော်တို့ကရှိနေတာเนาะအဲ့တော့ဒါဒီကျွန်တော် market capitalization ဖြစ်ပါတယ်เนาะအဲ့တော့ပြောချင်တာဒီကျွန်တော်ကဘာလဲဆိုတော့เนาะအဲ့တော့ကိုကဒီပိုင်ဆိုင်မှုတွေနဲ့ကိုနယ်လဲချိတ်ဆက်လို့ရတယ်เนาะအဲ့တော့ကိုက Apple Store တစ်ခုကိုဝယ်ထားမယ် နော် Apple တစ်ခု290ဒေါ်လာနဲ့ကျွန်တော်ဝယ်ထားမှာဟာအကယ်၍ကျွန်တော်ဆန်ချင်290ဒေါ်လာဒေါ်လာကိုကျွန်တော်မတက်နိုင်ဘူးအဲ့တော့မတက်နိုင်တော့ကျွန်တော်0.1မဝယ်မယ်ဆိုဘယ်လောက်ရှိမလဲအဲ့တရှဲကို290ဒေါ်လာဖြစ်တဲ့အတွက်0.1 share ဆိုရင်ဘယ်လောက်ဘယ်လောက်ပဲဖြစ်မလဲမစကွန်တမ290ဒေါ်လာပဲအဲ့တော့290ဒေါ်လာဝယ်ထားလိုက်ပါဦးဝယ်ပြီးကျွန်တော်ကြီးကြေပြောလို့ရတယ်ငါ Apple ထဲမှာ share ထည့်ထားတာတော့ငါအချင်တော့လာမလို့ ဟုတ်လားငါ Apple share ဝယ်ထားတာ Tesla အာလာပြီးတော့ Tesla ထဲမှာငါပိုင်ဆိုင်မှုရှိတယ်ဟုတ်တော့အဲ့တော့ဟုတ် yes how to buy share เนาะတနောက်ပိုင်းမှာကျွန်တော်ညဝယ်ပြီးပါမယ်เนาะ how to buy share ပြီးလာပြီเนาะအာဆယ်ညင်ကောင်းလိုက်တာเนาะအာတော့မရှုံးနိုင်တော့ဘူးလားเนาะအကေပြေမြန်ပါလေကျွန်တော်ဟိုအကြီးကိုအဲမိုဘိုင်းထဲမှာကျွန်တော်တို့ဟာလေ crash ဖြစ်သွားတာဗာလေဒီဝါလီခံသွားတာဆုံးဆုံးသွားတာဗာလေ Nokia ဟလာ Nokia လို့ကုမ္ပဏီမျိုးများဝယ်လိုက်ရဆယ်ညံရဲ့ရှိသမျှမွေးရရေကျွန်တော်က Nokia ကုမ္ပဏီတစ်ခုထဲမှာရှိတဲ့ပတ်စံတွေထည့်ထားလောက်ကျွန်တော်အဲ့လောက်အုံတော့မနေဘူးလေဟုတ်တယ်ဟုတ် Nokia ထဲမှာကျွန်တော်ရှိမြပတ်စံတွေရော့အိထည့်ထားဘယ်လိုလုပ်မလဲကျွန်တော်တို့အများကြီးကောက်အလုပ်အောင်မှာပေါ့အလုပ်နီးလန်းနေလို့ရှိရမှာပေါ့ဟုတ်လားဆိုတော့ဒါလေးကိုကျွန်တော်ဟာပြောတာပါတော့တချို့တွေတချို့ကျွန်တော် store အကြောင်းတွေကျွမ်းကျင်ပြီးသားပုံကူများတော့ကျွန်တော်ပြောတဲ့ຢာတွေအခြေခံဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော်တော်သိတယ်ကျွန်တော်ပြော ပြောလို့ကျွန်တော်သိတဲ့ຢာလေးတွေပဲကျွန်တော်မျှဝေတာပါအဲ့တော့ ဒါတော့ဒီမှာလာပြီเนาะအဲ့တော့ကျွန်တော်တို့က stock market ဆိုတာရှိတယ်เนาะအဲ့တော့ stock market ဆိုတာရှိတယ် stock market ဆိုတာခုနကကျွန်တော်တို့ပြောတယ် stock တွေကိုဝယ်တဲ့ရောင်းတဲ့လုပ်တဲ့နေရာเนาะကျွန်တော်တို့တည်ပြီးသားလူတိုင်းတည်ပြီးသားဝယ်တဲ့သူနဲ့ရောင်းသူနဲ့တွေ့တဲ့နေရာကို market ဟုခေါ်သည်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဈေးထဲမှာတွေ့ဈေးဒီ market ပဲ online ပေါ်မှာတွေ့ကြရင်တော့တော့ market ပဲ stock exchange ဆိုတာခုနကပြောတဲ့เนาะအဲ့တော့ခုနကပြောတဲ့ဒီတန်ဖိုးတင်တဲ့အရာတွေလုပ်တယ်เนาะတကယ်ကို ဟိုဘယ်လိုခေါ်မလဲဒီဒီဒီဘယ်လိုခေါ်မလဲရောင်းနဲ့ဝယ်တဲ့သူနဲ့ချိတ်ပေးတဲ့နေရာလဲကျွန်တော်တို့ဖြစ်တယ်နော်ဒီမှာတော့ကျွန်တော် stock index လာပြီအဲ့ဒါရေးကြည့်ပြီနော် stock index ကြားဘူးလားကျွန်တော်ကရေးကြည့်ပြီးပြောတယ်အကုန်လုံးကနော်ဒီ stock index ကြားဘူးပါရဲ့ဆရာကြားဘူးတယ်ကြားဘူးပါရဲ့ဟုတ်တယ်ဆရာကြားဘူးတယ်တော့အတက်ကြာဟုတ်တယ်နော်ကျွန်တော် index ဆိုတာဘာလဲဆိုတော့ဒီလိုမျိုးပေါ့เนาะကျွန်တော်တို့က store တွေကထောင်ချီပြီးတော့မှရှိတာ မတွေ့ဘူးเนาะကောင်ကျော်သူပြောတော့ကောင်းတယ်เนาะအညွှန်းကိန်းကိုပြောတာเนาะ intrax ဟုတ်ပါ index เนาะမအားကျွန်တော် interest ပြင်အဲ့တော့ index အညွှန်းကိန်းကိုကျွန်တော်တို့ပြောတာเนาะအဲ့တော့ stock ဈေးကွက်ကြီးကတက်နေတာလားကျနေတာလားเนาะဘယ်လိုရွေ့နေတာလဲဆိုတာကိုကြည့်ကျင်တာကြည့်ကျင်တော့သူကသူတို့ကဒီ store အတောင်းချီတိတ်ချီပြီးရှိတာအဲ့ဒါထိုင်ကြည့်နေလို့မရတော့ဘာလို့လဲဆိုတော့အဲ့ဒီဥမာအမေရိကမှာဆိုလို့ရှိရင်เนาะထိတ်တန်းကုမ္ပဏီ900ဆွဲထုတ်လိုက်တယ် နော်ဆွဲထုတ်ပြီးတော့မှအဲ့ဒီထိတ်တန်းကုမ္ပဏီ900ကိုပဲကျွန်တော်တို့ဘာလို့မှလဲဆိုတော့စောင့်ကြည့်တိုင်းထွာထောက်လမ်းမှာတက်နေလားကျနေလားနော်အဲ့တော့ကျွန်တော်အဲ့ဒီကုမ္ပဏီကဘာလဲဆိုတော့ကျွန်တော် S&P 500လို့ခေါ်တယ်နော် Standard and Poor ကုမ္ပဏီပေါ့နော်အဲ့တော့ကျွန်တော်တို့ Standard အာဒီဒီကျွန်တော်တို့ Miss ဒီဟိုဟာဒီနော် Mr. Poor ကုမ္ပဏီရဲ့ sorry နောက်ပိုင်းကျမှကျွန်တော်တို့ဒီကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီးတော့မှ Standard and Poor 500 S&P 500ဆိုပြီးတော့မှ အညွန်ဂိန်းတွေကျွန်တော်တို့ထုတ်တယ်အဲ့တော့အဲ့ဒီအညွန်ဂိန်းတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကစတော့ဈေးကွက်ကြီးရကျနေသလားတက်နေသလားနော် crash ဖြစ်နိုင်လားဒါကိုကျွန်တော်တို့ကပြောတာအဲ့ဒါကိုခေါ်တာအညွန်ဂိန်းတွေခေါ်တယ် index လို့ခေါ်တယ်ရတော့ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်သာဘာတော့ဘင်းတော်ကုန်စီတိုင်းရှိတယ်ဟုတ်တယ်ဟုတ်ဘင်းတော်မှာပွဲရုံတွေအများကြီးပဲလေဒါပေမဲ့အဲ့ဒီခုနကုန်စီကျွန်တော်ကျွန်တော်တို့မန်လေးမှာပါပါတော့ကုန်စီတိုင်းဆိုလို့ရှိရင်အဲ့ဒီကုန်စီတိုင်းကပဲဒီ ကျွန်တော်တို့ဈေးအတက်ကျအနေမြအဲ့မှာကြည့်လို့ရတာလေဟုတ်လားအဲ့တော့ကျွန်တော်ဘာခေါ်လဲဆိုအဲ့ဒါကို index လို့ခေါ်တယ်ပြီးကျွန်တော်ဘာကြောင့်မလို့ဒါတွေပြောနေရလဲဆိုတော့ကျွန်တော်တို့အာသိလာလိမ့်မယ်နော်ခဏနေကျွန်တော်ပြောမယ်တော်တော်ကြာလားလိုင်းကောင်းနေလားကြားရနော်ကြားရနေကြားရနေပြစ်ထတာပဲရှိစေကြားရနေလေးတင်နော်ကျွန်တော်တကတော့ line နေတော့အကောင်းကြီးဖြစ်စင်တာโอเคဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ကလာပြီเนาะအလာပြီအဲ့တော့ကျွန်တော်တို့က ခုနပြောတယ်ကျွန်တော်ပြောတဲ့ index တွေပေါ့နော်အဲ့တော့အမေရိကမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ S&P 500ဆိုတာရှိတယ်နော်အဲ့တော့ဒါအညွန်ကိန်းတွေပါတို့တော့နော် name အတက်ကြတယ်နော်ဒီမှာဆိုလို့ရှိရင်ဟိုမှာ Nasdaq နော် Nasdaq 100ဆိုလို့ရှိရင်လေအညွန်ကိန်းတွေနော် Russell 2000နော်အဲ့တော့ဒီမှာ Euro Europe ဘက်မှာဆိုလို့ရှိရင်တော့ Euro stocks နော်50နော်အဲ့တော့ဒီမှာ FTSE နော်အဲ့တော့တို့တို့အာ ကိုရီးယားမှာဆိုလို့ရှိရင်လည်းပါလေအဲ့လိုသူတို့ညွန်ဂိမ်းနေရှိတယ်ဂျပန်မှာဆိုလို့ရှိရင်လည်းညွန်ဂိမ်းနေရှိတယ်အဲ့ဒီညွန်ဂိမ်းနေပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့က stock ရဲ့အတက်အကျအနိုင်မြင့်နေကိုကျွန်တော်တို့ကကြည့်ရတာရမယ်နော်အဲ့တော့ဒါဒီကျွန်တော်တို့ကပါလဲဆိုတော့ stock တွေအကြောင်း stock market တွေအကြောင်း stock index တွေအကြောင်း exchange တွေအကြောင်းကျွန်တော်တို့ပြောခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဆရာညာရေးနော် stock ထဲမှာယင်းနှမြုံနိုင်ရင် ဘာတွေရမလဲစဉ်းစားကြအောင် story မှာရင်းနှီးမြှုပ်နှံဘာရမလဲ